ဒီနှစ်ခုကလက်တွေ့အကျိုးတရားဥပဝါမှာလက်တွေ့အကျိုးတရားတွေကိုဖြစ်ပေါ်စေတာဖြစ်လို့ဒီတရားနှစ်မျိုးကိုတို့တွေပြည့်စုံအောင်ကိုယ်တဏ္ဍာမမရသေးရင်ရအောင်လုပ်မယ်ရပြီးရင်လည်းခိုင်မာအောင်လုပ်မယ်လို့လိုက်နာချင်းသုံးပြီးတော့စောင့်တည်ကြရမှာဖြစ်တယ်ပေါ့အဲ့တော့ဒီလိုစောင့်တည်သွားမှလူဟာတစားတဲ့တစားပို့ပြီးတော့ရင့်ကျက်ပြီးကောင်းမွန်လာပြီး ပြုတော်ကောင်းဆိုတဲ့အနေထားမျိုးကိုရမှာပါအမှအားဖြင့်စိတ်လည်းမထိန်ဘူးကိုယ်ကိုလည်းမထိန်ဘူးနှုတ်ကိုလည်းမထိန်ဘူးဆိုရင်လူတော်လူကောင်းဖြစ်ဖို့မတမခဲမာတယ်တဲ့အေးဒါကြောင့်မို့အခုဒီတရားနှစ်ပါးဟာအရေးကြီးတဲ့တရားနှစ်ပါးဖြစ်လို့ထိန်ချုပ်နိုင်သမျှထိန်ချုပ်ကြရမှာဖြစ်တယ်သီခံနိုင်ခဲ့တဲ့အရာကိုသီခံခြင်းခွင့်လွှတ်ခြင်းဆိုတာရှိရရသော်ဗျာရဲ့အဆုံးအမတရားတော်ရဆိုလို့ရှိရင် တိမကန်တဲ့ပုဂ္ဂိုလ်ကဘာလုပ်တော့ကလေသာခြေတယ်နော်ကလေသာခြေတယ်အေးကလေသာခြေတာကိုလူတွေကဟုတ်လုံးတင်လှုပ်ထိုက်တဲ့အရာလို့ဒီလိုထင်တယ်နော်အခုကိရုပ်ရှင်ကားတွေဆိုတော့အထူးအဖြစ်ဘုန်းကြီးတို့သီရိလင်္ကာကလပြေတွေမှာနေတဲ့အခါကျတော့တယ်လီဗီရှင်းကြည့်မိတယ်ပေါ့နော်အဲ့ဒီကြည့်တဲ့အချိန်ပဲကလာကားဆိုလို့ရှိရင် ူတို့ရဲ့ theme ကဘာလဲလို့ဆိုရင်လူစိုးကနှိပ်ဆက်မယ်ပြီးရင်ကလဲစားချိန်မယ်ဒါပဲအဲ့ဒါတွေကိုသင်ပေးနေတဲ့အတိတ်ပဲမျိုးဖြစ်တယ်ပေါ့နိုင်ငံသားရုပ်ရှင်ကားတွေလည်းကြည့်လေတောင်တနတ်နဲ့ပြည့်မြောက်တနတ်နဲ့ပြည့်နေလူတွေကိုပြစ်တတ်တဲ့ဟာတွေပြနော်အဲ့ဒါတွေကိုသွားပြီးတော့အတုယူနေမယ်ဆိုလို့ရှိရင်တော့အခုပြောရတဲ့သိခံခြင်းဆိုတဲ့ကိုကျင့်တရားကောင်းမွန်ခြင်းဆိုတာဘာတစ်ခုမှမရှိဘူး ဒီတော်ကောင်းတွေရဲ့အကြည့်သွေးတွေကိုဓာရီကဖြတ်စည်းနေတာဟောကိုကျင်တရားကောင်းမွန်ခြင်းလို့ဆိုတဲ့မှာကြည့်ကုရိယကားတွေကြည့်ကုရိယကားတွေကဘယ်လောက်ဖြတ်စည်းတော့နော်ဓာရီကတတိထားစရာကောင်းတယ်လူတွေရဲ့အုံနောက်ထဲမှာစိတ်ဝင်လာပြီးတော့မကောင်းတဲ့အမှုရှင်းတွေကိုလူငယ်လူရွယ်တွေကကောင်းတဲ့အရာလို့ထင်လာအောင်ဖြစ်ပေါ်စေတယ်မှန်ပါပါမြတ်စွာဘုရားရဲ့အဆုံးအမကအဲ့ဒါလို့မဟုတ်ဘူးအလွန်တိမ်မွေ့တယ် မြတ်စွာဘုရားရဲ့အဆုံးအမကြောင့်ယတနာတစုံတစ်ခုဖြစ်เสียအကြောင်းမရှိဘူးယတနာတက်လာတာအဲ့ဒါတွေကြောင့်အကြောင်းဖြစ်တာအမေရိကန်နိုင်ငံဆိုတာအလုံးသိတဲ့အတိုင်းတနတ်ကိုလိုင်စင်ပေးပြီးတော့ကင်ခိုင်းထားတဲ့နိုင်ငံတနတ်အမတန်ပေါ်တယ်ဝါသနာပါလို့ရှိရင်၆လုံးမျိုးကနေအမြောက်ထီအောင်ဝယ်လို့ရနော်ရှိုးရူးတနတ်ရှိုးရူးတွေမှာတော့ဝယ်ဒီမှာဟင်းဒီဟင်းရွက်ဝယ်ရတယ်လို့လွယ်လိမ့်မယ်ရိုးစီမှာ အဲ့ဒါနောက်ဒီ license ဆိုတာရှိပြီမဲ့လို့လူတွေဟာကိုင်းကျင်တို့ကိုင်းတဲ့အခါကျတော့သူတို့စီမှာလူတိုင်းလူတိုင်းတနတ်ရှိတာကိုတွေ့ရဘုန်းကြီးတို့အမေရိကမှာ64ခုနှစ်က1994ခုနှစ်ကတနှစ်နေဘူးတယ်မြန်မာတကာတဲကတကာတယောက်စွန်းသားလာပင့်စွန်းသားလာပင့်တော့သူကားနဲ့လိုက်ရှေ့က ကားရှိကန်းကဒီတကားကိုဖွင့်လိုက်တဲ့အခါဘုန်းကြီးခြေတော်နားလာပြီးတော့ပစ္စတိုတနတ်ကတောက်ခနဲ့လာကြဘုန်းကြီးရှိမှတနတ်ကြသွားတယ်ဆိုတော့သူအာရုံအာနာတော့ဖြစ်သွားတာပေါ့ဖြစ်သွားတော့ကာပါယူတဲ့အနေနဲ့ဘာပြောတော့ဆိုဒီနိုင်ငံမှာဗျာတဲ့ဒါမရှိလို့မဖြစ်ဘူးနော်ဒါမရှိလို့မဖြစ်ဘူးအားလုံးဆိုကိုယ့်ကိုယ်ကာကွယ်ဖို့လို့ဒီလိုပြောတာနော် အဲ့ဒါလို့ကိုကိုကိုကာကွယ်ဖို့ဆိုပြီးတော့ယူထားတဲ့တဏှာကသူများကိုတတ်ဖို့လည်းဖြစ်နေတယ်။ဇလောကတွေးလိုက်မယ်ဂျာနယ်ထဲမှာပါလာအမေရိကန်နိုင်ငံမှာစာတင်ကျောင်းမှာကလေးတွေဝင်ပြီးတော့တဏှာနဲ့ပြစ်တယ်ဆို။မကြမ်းမကြကြားနေရတာပဲဒါလေး။အေးဆိုလိုတာကတော့ဒီခန္တီနဲ့တောရိစဆိုတဲ့အခြေအနေတွေပြက်ပြားသွားတယ်။လူအတိုင်းဝိုင်းနေမှာဒီလိုဖြစ်နေ။ အဲ့လိုပြပြစီတတ်တာတွေကိုလည်းပဲတရုပ်ဆောင်ပြီးတော့အဟုတ်ထင်အောင်ပေါ်ပြနေတဲ့ရုပ်ရှင်ကားတွေကလည်းရှိရုပ်ရှင်ကားတွေနောက်တိုင်းကားတွေမကြည့်လေနဲ့ကြည့်လို့ရှင်အဲ့ဒီမှာတနတ်နဲ့ပြစ်တာတွေပဲတွေ့နေပါနော်တနတ်နဲ့တွေ့ကိုရီးယားကားကြတော့အရက်တော့တာတွေ့လေအဲ့တော့ကောင်းတဲ့နီလန်ပေးတာအမှန်တမ်းရှားတယ်ပညာပေးပညာပေးနဲ့မကောင်းတဲ့ပညာတွေကြီးပဲပေးပေးသွား ဲ့ဒါကြောင့်မို့လို့လူတွေရဲ့အုံနောက်ထဲမှာဒါတွေစိတ်ဝင်ပြီးတော့နောက်မကောင်းတဲ့အခြေအနေမျိုးတွေဖြစ်ပေါ်လာစေတယ်။ဒါကအမတ္တမတတိထရားစရာကောင်းတယ်။ဘုန်းကြီးတို့အိန္ဒိယကကြည့်တယ်။ကြည့်ပြီးတော့ပြန်ပြီးတော့ဆင်ခြင်စဉ်းစားကြည့်တဲ့အခါဘယ်ကားပဲဖြစ်ဖြစ် revenge ကလေသာခြေတာတွေကြည့်အဲ့တော့လူတွေရဲ့ခေါင်းထဲမှာဘယ်လိုစိတ်ဝင်စားလာတော့ကိုယ်လုံရင်ပြန်လုံမယ်ဆိုရက်အတွေးတွေဝဲမကုန်ဘူးလား တော့သီးခံရမယ်ဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ဆန့်ကျင်သွားတယ်။ဆန့်ကျင်သွား။အဲ့တော့သီးမခံသေးတဲ့အတွက်ကြောင့်ဘာဖြစ်တော့ဆိုဒီလူကခလဲစားခြင်းနောက်ကိုယ်ကိုခလဲစားပြန်လှုပ်တဲ့ပုဂ္ဂိုလ်ကပေါ်ပြန်လာပဲ။ဘယ်တော့မှမဆုံးနိုင်တဲ့တဏှာကြီးတစ်ခုကို။နော်ဝိုင်းကြီးပတ်ပတ်ဒူဝေဝေတဲ့ရောက်သွားတယ်။အေးအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒီသီးခံမှုနဲ့ပတ်သက်ပြီးတော့ဟောကြားထားတာယဟန်တွေကိုဆုံးမထားတဲ့ အဲဝတ္ထုလေးတစ်ခု story လေးတစ်ခုရှိတယ်။ယုံနဲ့တူငင်းခုံပြီးတော့သိခနိုင်ခြင်းခွင့်လွတ်နိုင်ခြင်းမရှိကြဘူး။ငါကမှန်တယ်၊သူကမှန်တယ်နဲ့ငင်းမိမဟုတ်ရင်မခံဘူးဟဲ့ဆိုတဲ့လူတွေနဲ့အဲ့လိုမျိုးတွေနဲ့သိခခြင်းခွင့်လွတ်ခြင်းမလုံနိုင်တဲ့ယဟန်တော်တွေကိုမြတ်စွာဘုရားကပုံဝတ္ထုတစ်ခုဖြစ်ပျက်တစ်ခုဟောကြားတာရှိတယ်။အဲ့ဒီဖြစ်ပျက်ဝတ္ထုလေးက ဗာရဏတိကြည်မှာဗြမတ္တမင်းဆိုတာဗြမတ္တမင်းလို့ခေါ်တဲ့ကတိတိုင်းဗာရဏတိကြည်ကကတိတိုင်းမှာရှိလို့ကတိမင်းလို့ခေါ်တယ်။ဟိုဖျားဘူးသွားတဲ့လူတွေသိပါလိမ့်မယ်ကတိနဲ့ကောသလဆိုဗာရဏတိပြည်နာရောက်ရင်ကတိဘူတာဆိုတာရှိတယ်နော်။အဲ့တော့ကတိတိုင်းကြီးဟိုမြောက်ဖက်သွားလိုက်တဲ့အခါမှာဇေရဝံအကြောင်းအရာတို့ဘာလို့သွားတဲ့အခါကျတော့အဲ့ဒီပဲကျတော့ကောသလတိုင်းလို့ခေါ်တယ်။ ဲ့တော့ကာသိတိုင်ကောသလတိုင်ဆိုတာနှစ်ခုရှိတယ်အဲ့ဒီတစ်ချိန်တုန်းကဒီဗာရဏသီပြမတမင်းလို့ဆိုရဲကာသိမင်းကချမ်းသာတယ်စစ်အင်အားတောင့်တင်းတယ်နော်စပါးဆံရေးပေါများတယ်စစ်တပ်ဘိုးပါများပြားတယ်နိုင်ငံကျယ်ဝန်းတယ်ပေါ့ဆိုလိုတာကအဲ့ဒီနှစ်ခုရှင်လိုက်မယ်ဆိုသူကအင်အားကြီးနိုင်ငံလို့သူလိုပြော ဟိုကောသလမင်းကြတော့ဓိခိတိကောသလမင်းလို့ခေါ်တယ်။သူကတော့ဇီဝဥစ္စာနဲ့သိပ်မရှိဘူးတဲ့။စਿੱတအင်အားနဲ့သိပ်မရှိဘူး။သုံးနိုင်ဆွဲနိုင်နဲ့သိပ်မရှိဘူး။စင်စင်ရဲရဲအဲ့ဒီဘယင်ကစਿੱတကလည်းသေးသေးပဲရှိတယ်။ငွေကြေးတနာလည်းသိပ်ပြည့်ပြည့်စုံစုံမရှိဘူး။နိုင်ငံလည်းနိုင်ငံငယ်တယ်ပေါ့။အဲ့ဒီလိုအနေအထားမျိုးမှာ ကာတိဘရင်ကခေါသလဘရင်ကိုသွားပြီးတော့စစ်တိုက်တယ်။နေမြေချက်ထွင်တဲ့စစ်ပေါ့နော်။သွားတိုက်တော့ဟိုကမရှင်နိုင်ဘူးပေါ့။အင်အားကြီးနိုင်ငံတကူကလာတိုက်တယ်ဆိုတော့စောတော်ရဲထွက်ပြေးတိမ်းချောင်သွားတယ်။ထွက်ပြေးတိမ်းချောင်တာဘယ်သွားတော့ဆိုကာတိမင်းကြီးရဲ့ဗာရဏတိမြို့မှာမြို့ဆုံမြို့ဖျားလေးမှာအိုးလုပ်ငန်းလုပ်တဲ့ဥရင်းတဲ့ရဲ့အလုပ်ယုံထဲမှာ ပရပိုက်အောင်ဆောင်ပြီးတော့ဘယင်နဲ့မိဖုရားကပရပိုက်အဝတ်တွေဝတ်ပြီးတော့တိမ့်ဆောင်ပြီးတော့သွားကြတယ်အဲ့ဒီမှာသွားနေကြတယ်သောတလမင်းကြီးကတော့ကာတိတိုင်းကကာတိမင်းရဲ့ကာတိမင်းကာတိမင်းကသောတလတိုင်းကဘိုးဘာလက်နဲ့တွေအကုန်လုံးတိမ့်ယူပြီးတော့နေမြေချက်ထွင်လိုက်တာပေါ့ဘိုးဘရင်ကတော့တိမ့်ဆောင်ပြီးတော့ထွက်ပြေးသွားတယ် အဲ့လိုနေတဲ့အချိန်မှာဘာဖြစ်လာတော့ဆိုတိချောင်နေတဲ့ကောသလဘရင်ရဲ့မိဖုရားကြီးကကိုယ်အောင်အရင်မှရှိတဲ့အခါမှာချင်းချင်းတက်လာဘာချင်းချင်းတက်တုံးဆိုအင်္ဂါ၄ပါးရှိတဲ့စစ်တက်စစ်ချီတက်ပြီးတော့စည်ရေးပြတာကို तू ကြည့်ချင်ဟာသူဆန္ဒကနော်စည်ရေးပြတဲ့အခန္ဓာကို तू ကြည့်ချင်တယ်ကြည့်ပြီးတော့ဒီ ဓာရီလက်နဲ့တွေတန်လျက်တွေကိုသူတို့အန္တရာယ်ခင်းပြီးတော့ထက်မြက်စေတတ်တဲ့ရေနဲ့ဆေးကြောတာမျိုးပေါ့နော်အဲ့ဒါလို့ခုခေတ်လို့ဆိုရင် ပရိရေတို့ပါလို့ပေါ့နော်အဲ့ဒါလို့ရေနဲ့ဆေးကြောထားပြီးတော့အဲ့ဒီရေကိုတောက်ချင်တယ်ဆိုတဲ့ဆန္ဒနှစ်ခုဖြစ်ပေါ်လာချင်းချင်းတက်လာတဲ့အခါဘုရင်ကြီးကိုဖွင့်ပြောတဲ့အခါကျတို့မှအခုမှမထင်မရှားနေရတာဘယ်လိုလုပ်ပြီးတော့စစ်တပ်ဆိုတာလဲရမှာလဲ အခုလိုဓာတ်တန်လေးရဲ့ကိုစေကြောတဲ့ရေဆိုတာလဲဘယ်မှာရနိုင်မှာလဲနဲ့ပြောတော့မရရင်တော့သူတည်ရပါလိမ့်မယ်ဆိုတော့ဘုရင်ကြီးကနီးလန်းရှာတာပေါ့ထွက်ပြေးပြီးတိမ့်တိမ့်ငယ်ငယ်ဘဝမှာနီးလန်းရှာတော့ဘယ်သွားရှာတော့ဆိုအဲ့ဒီသူ့ကိုလာရံပြုတဲ့ကာတိမင်းကြီးရဲ့ပရောဟိတ်ပုံနာကသူနဲ့ရင်းနှီးတဲ့တငယ်ချင်းဖြစ်တယ်တငယ်ချင်းဖြစ်နေတော့အဲ့တငယ်ချင်းကိုတိုးတိတ်တိတ်သွားအကူကြီးတောင်းတယ် ကိုကြီးတောင်းတော့အဲတငယ်ချင်းပရောဟိတ်ကနေလိုက်လာတယ်သူကိုယ်တိုင်ကြည့်ပြရစေတဲ့ဆိုပြီးတော့မိဖုရားကြီးကိုလာပြီးတော့သူလာတွေ့တဲ့အခါမှာမိဖုရားလည်းမြင်လိုက်ရောသူကလက်အုပ်ချပြီးတော့ကောသလမင်းကြီးပါပဲကောသလမင်းကြီးပါပဲနဲ့နှုတ်ကဥရန်ချူးတယ်ဒီမိဖုရားကြီးရဲ့ဝန်းထဲကကလေးတကယ်ကိုကောသလဘယင်ဖြစ်မှာပါတော့ဆိုပြီးတော့သူကဗေရင်တက်ပရောဟိတ်ဆိုတော့မြင်လိုက်တာနဲ့သူကသိတယ် ဘုံကံရှိတဲ့အာရတနာဖြစ်မှာပဲဆိုသူစီစဉ်ပေးမယ်ဘာမှမပူနဲ့လို့ဆိုပြီးတော့နောက်တည့်ရကြတော့ဘယင်ကြီးစီသွားပြီးတော့စည်ရပြဖို့အကြောင်းတမိတ်တွေရှိတယ်ပေါ့ဒါကြောင့်မို့လို့စည်ရပြတဲ့ကွင်းထဲမှာအင်္ဂါ၄ပါးရှိတဲ့စစ်တပ်အဲ့ဒီခေတ်ကတော့ဖွဲ့စည်းပုံကစင်တပ်တို့မြင့်တပ်တို့ယထာတပ်တို့ခြေလီစစ်တပ်တို့ဒီလို၄မျိုးနဲ့ဖွဲ့စည်းထားအဲ့ဒီ စည်ရေးပြတဲ့အခန္ဓာကြီးကိုသူကစီမံပေးလိုက်စီမံပေးပြီးတော့ဓာတ်တန်လျက်တွေလက်နဲ့တွေဆေးကြောတာကိုလည်းစီမံပေးလိုက်အဲ့ဒါလို့စီမံပေးလိုက်ပြီးတော့ဓာတ်တန်လျက်ဆေးကြောတဲ့ရေကိုတောက်လိုက်ရတော့မှခုနကတည်းကမိဖုရားဟာချင်းချင်းပြေသွားတယ်အဲ့ဒါလို့နဲ့နောက်ကြတော့ရက်လာစိတ်တဲ့အခါမှာသားလေးတခုဖွေးဖွာတာအဲ့ဒီသားလေးကိုအသက်ရှင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီကဟုလို့နာမည်ပေးထားတာเนาะအဲ့တော့ဒီကဟုမင်းသားလေးနဲ့ကလေးမင်းသားလေးမွေးဖွားလာပြီးတဲ့နောက်မှာဒီကောသလမင်းကြီးကစဉ်းစားတယ်ဒီဒီကောသလမင်းကအေးတို့ပုံနေတာကိုကာတိမင်းတွေ့သွားလို့ရှင်တို့သတ်ခံရလိမ့်မယ်အဲ့တော့ငါတို့သားလေးကိုခွဲထားမှဖြစ်မယ်တော့ကြာ၃ရောင်စလုံးသတ်ခံရလိမ့်မယ်ဆိုသားလေးကိုမြုပ်ပြင်ပို့ပြီးတော့ပြညာသင်ခိုင်းထားတယ် ဲ့ဒီလိုပညာသင်ခိုင်းထားတဲ့အချိန်မှာသားလေးကလည်းပညာကြိုးစားတဲ့အခါမှာမင်းသားတွေထုတ်ခက်ကသင်တဲ့အတတ်ပညာတွေတက်လို့ဒီလိုသင်နေတဲ့အချိန်မှာကံမကောင်းအကြောင်းမလာတော့ဘာဖြစ်တုံဆိုတော့ငါတို့ကသူ့စီမှာအမှုထမ်းသွားတဲ့စတ္တတိကအမှတ်မထင်သွားတွေ့တွေ့တော့ဟိုလူကစတ္တတိကကာတိပြင်းကြီးစီသွားတိုင်တော့တာကောသလမင်းဟာ ကိုရောင်ဖြောက်ပြီးတော့ဟောဒီဗာရဏသီမြို့ထဲမှာပဲမထေမရှာပြပိုက်ဝတ်နဲ့နေတာကိုသူတွေ့ခဲ့တယ်ပေါ့သွားပြီးတော့ဘုရင်ကြီးစီဘတ်တိုင်တာတိုင်တဲ့အခါကျတော့ဘုရင်ကစစ်တပ်လွတ်ပြီးတော့ဖန်ခိုင်းလိုက်တာနော်ဖန်လာပြီးတော့နန်းတော်လဲရောက်ရောဘုရင်ကြီးကတခါတည်းအမိန့်ချသူရဲ့ရန်သူပဲအစဖြောက်မယ်ဆိုပြီးတော့လက်ပြညိုတုတ်ဘင်းရောမိဖုရားရောလက်ပြညိုတုတ်ပြီးတော့ မြို့တောင်ဘက်ကိုထုတ်ပြီးတော့သတ်စေလို့အမိန့်ချလိုက်တာအဲ့ဒီလိုနဲ့နော်ရိုက်နှက်ပြီးတော့မြို့ရဲလမ်းမတွေလမ်းစုံတစ်ခုကလမ်းစုံတစ်ခုလမ်းမတစ်ခုကလမ်းမတစ်ခုကိုဆွဲပြီးတော့တောင်စမုတ်ကနေထုတ်ပြီးတော့ဒီအတိတတ်တော့တာပေါ့နော်ခေါင်းဖြတ်သတ်စေဆိုတဲ့အတိုင်းအဲ့ဒီလိုမိဘနှစ်ပါးကိုဖန်စီခေါ်ဆောင်ပြီးတော့ဖန်စီတဲ့အခါမှာတို့တို့တိတ်တိတ်ဖန်သွားတာမဟုတ်ဘူးသူတို့ခေတ္တမှာ ထက်စီလို့ခေါ်တဲ့အမတန်အတန်ကကြောက်မဲ့ဖွယ်အတန်မြည်တဲ့ဒိန်ဒိန်ဆိုတဲ့စီကြီးပေါ့အမင်္ဂလာစီကြီးကိုတီးပြီးသွားသေးတာအဲ့လိုတီးသွားတော့ခုနဒီကဦးဆိုတဲ့မင်းသားလေးကမြို့ပြင်ကနေပြီးအမေဖေးတွေတွေ့ကျင်လို့လာတာလာတဲ့အခါကျတော့မှသူ့အမေနဲ့အဖေဖန်းစီခေါ်ဆောင်သွားတာကိုမြင်ရမြင်လိုက်တော့သူလည်းလူအုပ်ကြားထဲကနေအသာလိုက်သွားလိုက်သွားတော့ဖခင်လုံးတဲ့ဒီဂတိကောသလမင်းကြီးက သူ့သားကိုလှမ်းမြင်တယ်လှမ်းမြင်တဲ့အခါကျတော့သူ့ပါဇက်ကဘာထုတ်ပြောလိုက်တုံးဆိုငါသားဒီကဝူကြီးအရှိကိုမကြည့်ပါနဲ့ငါသားဒီကဝူအတူလည်းမကြည့်ပါနဲ့ရန်ဆိုတာရန်ငင်းတုံးလို့မငိမ့်ဘူးတဲ့မတုံးပြန်မှရန်ဆိုတာငိမ့်နေငါပြောတဲ့စကားလေးကိုမင်းမှတ်ထားပါကွယ်နဲ့ပြောတာအဲ့လိုပြောလိုက်တဲ့အခါကျတော့ဖန်းစီခေါ်ဆောင်သွားတဲ့လူတွေကဒီပြင်ကြီးယူနေပြီပေါ့ တရားမှကြောက်လို့ဩနေတယ်ပေါ့ယူနေတာလို့မဟုတ်ဘူးဘုရင်ကြီးကတော့သူ့သားကိုမြင်လို့ငါပြောတဲ့စကားငါသားနားလဲတယ်ဆိုပြီးတော့ဘုရင်ကြီးကပြောတာအဲ့ဒီလိုနဲ့တောင်စမုတ်ရောက်တဲ့အခါကျတော့သူတို့နှစ်ဦးလုံးဟာတတ်ဖြတ်ခံပြီးတော့လေးပိုင်းပိုင်းပြီးတော့ညှုပ်လိုက်တာပဲเนาะအဲ့ဒီအချိန်မှာဒီကအူးမင်းသားလေးကမြို့ထဲမှာ အရက်တွေဝယ်ဝယ်ပြီးတော့ယူသွားပြီးအဆောင်ချထားတဲ့လူတွေကိုအရက်တိုက်သူတို့မူးနေပြီဆိုတဲ့အခါခုနကမြုပ်ထားတဲ့အမေဖေရဲ့အလောင်းတွေကိုဖော်ပြီးတော့မီးတချို့တယ်သူကမီးတချို့ပြီးတော့ရှစ်ခိုးဝှချလို့ငိုကြွေးပြီးတော့အဲ့လိုလုပ်မိဘတွေကိုယူသေးတဲ့အနေနဲ့အကုန်လုံးအဲ့ဒီလိုလုံနေတာကိုဘယ်သူကမြင်တော့ဆိုတော့ ပါတိပင်ကြီးကနန်းတော်ကနေလှမ်းကြည့်တော့မသေးမကွဲလူတယောက်ဟာတူးဖော်ပြီးတော့မိတကြိုနေတာကိုမိတွေလှမ်းပြီးတော့မြင်နေရတယ်ပေါ့မြင်တဲ့အခါမှာသူ့စိတ်ထဲမှာကြည်တာကောသလမင်းကြီးရဲ့ဆွေမျိုးတွေကဖြစ်လိမ့်မယ်ငါ့ကိုလည်းဘယ်သူမှလာမတိုင်ကြဘူးနဲ့ဆိုပြီးတော့စွရင်စိတ်တွေဖြစ်လာတယ်အဲ့မင်းသားလေးကမိဘရဲ့အလောင်းတွေကိုတကြိုပြီးတော်တဲ့ထွက်သွားပြီး ငိုကြွေးပြီးတော့နီလန်းသူရှာတယ်။မြင်းကြီးနဲ့နီးဖို့ရအတွက်နီလန်းရှာ။စင်ဒိစင်ဆရာစီသွားပြီးတော့ဘရင်ကြီးရဲ့ဒီစနေထားတဲ့စင်တင်းကုတ်ကိုသွားပြီးတပည့်သွားခံတယ်ပေါ့စင်ဆရာကြီးရဲ့တပည့်သွားခံတယ်စင်ဆရာကြီးကသူ့ကိုရာထုခံထားလိုက်သူ့ရဲ့အလုတ်အကျွေးအကူအဖြစ် ရာဒုက္ခထားလိုက်တဲ့အခါတဖြည်းဖြည်းရင်းနှီးပြီးတော့မင်းသားလေးကတခြင်းလေးကောင်းကောင်းဆိုတတ်တယ်။စောင်းလေးတီးတတ်တယ်။စောင်းတီးတခြင်းဆိုအဲ့ဒီလိုနဲ့နေတဲ့အခါကျတော့မြင်ကြီးကကြားတယ်။စောင်းတန်ကြားတယ်တခြင်းတန်ကြားတယ်ဆိုတော့ဘသူလဲဟေးစောင်းလေးတီးပြီးတခြင်းဆိုတာစုံစမ်းတဲ့အခါကျတော့စင်တိန်ဆရာကြီးရဲ့ရပဲ့ပါလို့ဆိုသူစီခေါ်ခဲ့သန်းလို့ဆိုခေါ်သွားတယ် ဘင်းကြီးစီရောက်တဲ့အခါဘင်းကြီးကသချင်းစုစောင်းတီးတာမင်းလားလို့ဆိုဟုတ်ပါတယ်ကျွန်တော်မျိုးပါငါ့ကိုတီးပြကန်းဆိုတီးတယ်တီးပြတော့ဘင်းကြီးကတော်တော်သဘောကျသွားသဘောကျတော့မင်းငါ့ကိုငါ့ကိုခါစားလို့ဆိုပြီးတော့ဘင်းကြီးမှခါစားဖို့ဆိုပြီးတော့အတွင်းလူဖြစ်ဘင်းကြီးကအဲ့ကိုရရုခံထားလိုက်သူကလည်းမင်းသားလေးကအကြံနဲ့လာလာဆိုတော့အမှန်တမ်းလိမ်ပါတယ်သူကဒီ အရှင်သခင်တို့စီမှာခစားတဲ့လူတွေဟာလိုက်နိုင်ရမယ့်စိတ်ကနေရှိတယ်နော်ပုပ်ဖို့ထားကြီးတဲ့အဲ့ရကသူကပဲအရင်ထားရမယ်ပစ္ဆာနိပါတိနောက်မှအိပ်ဆက်ရမယ်ကိင်္ဂါရပဋိတာဝီဘာကိုလောက်ရမလဲဆိုတာအများရန်မေးမြန်းပြီးစိတ်တိုင်းကြအောင်လုပ်ရတယ်ပြယဝါဒီဘယ်တော့ဖြစ်ဖြစ်စကားပြောရင်နှဝင်ချူအောင်ပြောရတယ်မနာပ္ပစာတိသူ့အချိုက်ကိုလိုက်လုပ်ပြရဟောအဲ့ဒါလို့ဆိုလို့ရှိရင်သူက အမှုတန်းကောင်းဖြစ်ပြီပေါ့မင်းသားလေးကအဲ့ဒီအင်္ဂါရက်တွေနဲ့ညီညွတ်အောင်ဂရုစိုက်တဲ့အခါကျတော့မင်းကြီးရဲ့အတွင်းလူဖြစ်သွားမင်းကြီးနဲ့မင်းသားလေးဒီကဦးတို့တိတ်ရင်းနှီးသွားတဲ့အခါကျတော့သူကလည်းလူပြိုပေါင်းအရွယ်ရောက်လာအဲ့ဒီမှာဘုရင်ကြီးကတို့တောလဲသွားရအောင်ဆိုတော့တောလဲသွားရအောင်ယထာတစီပြင်လို့ဆိုတော့သူလည်းကောင်းပါပြီဆိုလက်နဲ့ဒီပါတွေတင်ပြီးတော့မြင်ထာကပြီး တောလေဝေးရထွက်သွားကြအဲ့ဒီလိုထွက်တဲ့အခါမှာမင်းသားလေးကအကြံနဲ့ပါလို့တုံးတယ်နောက်ကလိုက်လာတဲ့သူ့ရဲ့ကိုရံတော်တက်တယ်မျက်ခြေပြတ်သွားအောင်ဟိုဘက်ကိုယ်မောင်းလိုက်ဒီဘက်ကိုယ်မောင်းလိုက်နဲ့မျက်ခြေပြတ်အောင်အရှိန်အဟုန်နဲ့မောင်းပြီးတော့သွားလိုက်တာနောက်ဆုံးမှာဘရင်နဲ့သူနဲ့နှစ်ယောက်ထဲတောနဲ့ထဲရောက်သွားအောင်မောင်းသွားတာဘရင်ကြီးကလည်းမောတဲ့အခါကျတော့ကဲငါတို့လည်းမောပြီနောက်ကလူတွေလည်းမမိဘူးခဏတို့အပန်းဖြေအောင်လို့ဆိုပြီး မင်းသားလေးရဲ့ပေါင်ပေါ်မှာဘုရင်ကြီးကခေါင်းအုံးပြီးတော့အိတ်တယ်။အဲ့ဒီအချိန်မှာမကြခင်မဲ့ပင်မလို့အိတ်ပျော်သွားတဲ့အခါအဲ့ဒီမင်းသားလေးကငါဖြစ်ချင်တာဒီတခါဖြစ်လို့ရပြီဆိုပြီးတော့သူ့ထဲမှာပါလာတဲ့ဓာတ်ကိုဆွဲထုတ်ပြီးတော့ဘုရင်ကြီးကိုခုတ်တတ်တော့ဖို့လုပ်တယ်။အဲ့ဒီလိုလုပ်တဲ့အချိန်မှာသူ့အဖေကလှမ်းပြီးတော့ပြောသွားတဲ့စကားကိုသူနားထဲမှာကြားလာ။ငါသားတီကဘူးအရှင်ကိုမကြည့်နဲ့အတူကိုလည်းမကြည့်နဲ့ ရန်ကိုရန်စားနဲ့မတုံ့ပြန်နဲ့မင်းရန်ကိုမတုံ့ပြန်မှရန်ဆိုတာအငိမ့်နယ်ပြတ်ဆဲတယ်ရန်စားဒီမရှိလျားစိတ်နဲ့ဆိုတဲ့အဓိပ္ပာယ်နဲ့အဖေကြီးကမှားသွားတဲ့စကားကိုကြားရောင် ပြီးတော့ငါအဖေစကားကိုလွန်ကျူးတာမကောင်းပါဘူးအဖေစကားကိုမဖောက်ပြက်ပါဘူးဆိုပြီးတော့ဓာတ်ကိုပြန်ထည့်သို့တော့ဘုရင်ကြီးကသူ့အဖေကိုလည်းတတ်တယ်သူ့သူတို့တိုင်းပြည်ကိုလည်းတိမ့်တယ်ပစ္စည်းဥစ္စာတွေလည်းတိမ့်တယ်အမေလည်းတတ်အဖေလည်းတတ်ဆိုတော့ သူ့စိတ်ထဲမှာမခံချင်စိတ်ကဖြစ်လာပြန်ဓာဆွဲထုတ်ပြီးတတ်မလို့လုံးလိုက်ပြန်ထဲလိုက်ဓာဆွဲထုတ်ပြီးတတ်မလို့လုံးလိုက်အဖေမှားခဲ့တဲ့စကားကိုတတိယပြီးတော့ပြန်ထဲလိုက်နေသုံးချိန်လောက်လဲလုတ်ပြီးရောဟိုဘရင်ကြီးကအိမ်မက်တွေမဲ့ပြီးလန့်နှိုးလာနော်ဖြတ်ခနဲ့လန့်နှိုးလာပြီးတော့ကြီးကြီးကျက်တက်ဖြစ်ပြီးတော့ဘရင်ကြီးဘာဖြစ်တာတုံးလို့မေးတဲ့အခါကျငါ့ကိုကွာတဲ့ ကောသလမင်းကြီးရဲ့တာဒီဃာဝုဆိုတာကတဏ္ဍဓာတ်နဲ့လိုက်လို့ငါပြေးလိုက်ရတယ်ပေါ့အိမ်မက်ထဲမှာအဲ့ဒီကြတော့မှခေါင်းကိုစပင်ကိုဆွဲကင်ပြီးတော့ဒီဃာဝုဆိုတာတခြားလူမဟုတ်ဘူးကျွန်ုပ်ပဲဆိုပြီးတော့ဘီရင်ကြီးကိုတတ်မဲ့လှုပ်လိုက်အဲ့ဒီကြတော့ဘီရင်ကြီးကခြေထောက်ဖက်ပြီးတော့တောင်းပန်နေတယ်သူမတတ်ပါနဲ့မတတ်ပါကြည့်ဖះလောင်းဟာအဖေးစကားကိုလည်းနားထောင်တယ်ဒီဃာဝုမင်းသားလေးက အဖေစကားကိုလည်းနားထောင်တယ်။ဘီရင်ကြီးကတောင်းပန်တဲ့အခါမှာသူချစ်အေးလိုက်တယ်။ချစ်အေးလိုက်တယ်။သူ့ကိုအသက်ချမ်းသာပေးပါလို့ဆိုတော့ကျွန်ုပ်ကအသက်ချမ်းသာပေးဖို့တဲ့ဘီရင်ကြီးကကျွန်ုပ်ကိုအသက်ချမ်းသာပေးဖို့လိုအပ်ပါတယ်လို့ဆိုတော့တဦးနဲ့တဦးအဲ့ဒါတစ္ဆာဆိုပြီးတော့လက်ဆွဲနှုတ်ဆက်ပြီးတော့အသက်ချမ်းသာမှုပေးလိုက်ကြတယ်။ပေါ့။တိမ်စာဆိုလိုက်ရတယ်။တပဋ္ဌလို့ခေါ်တယ် အဲ့ဒီခေတ်ကချိန်ဆိုကြရတယ်ပေါ့နော်အခုခေတ်ကြမ်းကြိမ်နဲ့ကြမ်းကြိမ်နဲ့ဆိုတဲ့အဓိပ္ပာယ်ကအဲ့ဒီကလာတာပေါ့မြန်မာနိုင်ငံမှာကျတော့သွေးကိုဖောက်ပြီးတော့သွေးကိုရေထဲထည့်ပြီးတော့သွေးတောက်ပြီးတော့ကြမ်းကြိမ်ကြရတဲ့အလုံးဘယင်းနေလက်ထက်တော့နော်ချိန်ဆိုကြရတယ်အဲသူတို့နှစ်ဦးလဲဒီကဦးမင်းသားနဲ့ကာတိပြင်းကြီးတို့အခုလိုချိန်ဆိုပြီးတော့တဦးနဲ့တဦးမပြတ်မှားတော့ပါဘူးဆိုပြီးတော့ချိန်ဆိုပြီးတော့ တိုင်းပြည်ကိုပြန်သွားကြခေါ်ရောက်တဲ့အခါကျတော့ဘီရင်ကြီးကမူမမေမူကြီးမရာတိဏ္ဍပတိတွေခေါ်ပြီးတော့ဒီဂီတိခေါ်သလားမင်းကြီးရဲ့သားကိုတွေ့မယ်ဆိုရင်မင်းတို့ဘာလုပ်ကြမလို့ဆိုတယောက်ကလက်ဖြတ်မယ်တယောက်ကခြေဖြတ်မယ်တယောက်ကနှာခေါင်းဖြတ်မယ်နှရွက်ဖြတ်မယ်အသေးသတ်မယ်နဲ့ပြောကြတယ်အေးဒီဂီတိခေါ်သလားမင်းကြီးရဲ့သားဆိုတာသူပဲမင်းတို့ဘာမှလုပ်လို့မရဘူးငါတို့နှစ်ဦးဟာတဦးနဲ့တူနော်သစ္စာပြုတ်ထားကြပြီ ကျင်းစာဆိုပြီးတော့တစ္ဆာပြုထားတယ်။ဒီခုနဲ့ဒီခုတို့မပြစ်မှားဘူးဆိုပြီးတော့နောက်ဆုံးမှာအဲ့ဒီခန္ဓာမှာဘယင်ကြီးကသူ့ကိုမေးတယ်။နေပါအောင်တဲ့ဒီဂတိကောသလမင်းမင်းရဲ့ဖာခမီးတော်တတ်မလို့ထုတ်သွားတဲ့အချိန်မှာငါသားဒီကဟုအရှိကိုမရှုနဲ့အတူကိုမရှုနဲ့ဆိုတဲ့စကားဘာကိုပြောတာတုံးဆို။ ဩကျွန်တော်အဖေကကျွန်ုပ်ကိုပြောလို့တာအရှိကိုမလုံနဲ့ဆိုတော့ရန်စားကိုမရှိစေနဲ့လို့ဒီလိုပြောတာပါတဲ့အကယ်၍ရှင်မင်းကြီးကိုကျွန်ုပ်ကတတ်မယ်ဆိုရင်ရှင်မင်းကြီးရဲ့သာသမီတွေကကျွန်ုပ်ကိုပြန်တတ်အောင်မှာပဲအဲ့ဒါရန်စားဟာမဆုံးနိုင်ဘူးတဲ့အပြန်အလှန်တတ်နေသည့်အတွက်ကြောင့်ရန်စားဟာရှင်းနေမှာပဲအဲ့ဒီရန်စားကိုမရှိစေနဲ့လို့ပြောတာတဲ့နောက်တစ်ခုအတိုးမရှိနဲ့ဆိုတာဘာပြောတော့ဆို တဲ့ဦးနဲ့တူမိတ်ဆွေဖြစ်တာကိုတိုးအောင်မလုံးနဲ့ပေါ့မိတ်ဆွေတဲ့ဦးနဲ့တူခင်မင်မှုတွေကိုမပြတ်စေနဲ့မိတ်ဆွေကိုမိတ်ဖြစ်မှုကိုရှည်လျားပါစေမတူပါစေနဲ့လို့ဒီလိုဆိုလိုတာပါတဲ့ယံတစ်ခုဟာတုံ့ပြန်နေတဲ့ယံကိုယံနဲ့တုံ့ပြန်လို့ရှိရင်ဘယ်တော့မှမငြိမ်ဘူးယံကိုတီးခန့်ခြင်းဖြစ်လာတယ်ငြိမ်အောင်ပြတ်အောင်လုပ်လို့ရပါတယ်လို့ကျွန်ုပ်ရဲ့ခမည်းတော်ကကျွန်ုပ်ကိုဆုံးမသွားတာပါလို့ဆိုတော့အော်ဒီကဟုတ်မိခင်ကဖခင်က နော်ခမည်းတော်ကဒီလိုအမတမအချင်းချုပ်ကလေးပြောတာတောင်နားလည်နိုင်စွာရှိတဲ့ပညာနဲ့ပြည့်စုံပါပေတယ်ဆိုပြီးတော့သူ့ရဲ့တိုင်းပြည်ကိုသူ့ကိုပဲပြန်ပေးတယ်ပစ္စည်းဥစ္စာတွေအားလုံးလည်းပေးတယ်နောက်ဆုံးမှာမိမိရဲ့တမီးတော်နဲ့လက်ဆက်ပြီးတော့ဘောဓလတိုင်းကြီးကိုပြန်ပြီးတော့အနှင်းလိုက်တယ်လို့မြတ်စွာဘုရားကယဟန်တော်တွေကိုတိခန့်ခြင်းအကျိုးကျေးဇူးနဲ့ပတ်သက်ပြီးတော့ဟောတာနော်အေးအခုလို့ လက်နဲ့ဆွဲကြိုင်တဲ့ပုဂ္ဂိုလ်တွေတောင်မှတခုနဲ့တခုခြေအေးနိုင်တယ်သီခဏ်ချင်းဆိုတာလုံနိုင်တယ်ကိုချင်းတရားကိုထိမ့်သိမ့်နိုင်ကြတယ်ကိုချင်းတရားကောင်းမွန်အောင်စောင့်ထိုင်းနိုင်ကြတယ်သင်တို့ယဟန်ဖြစ်ခဲ့တဲ့အတိုင်းဘာဖြစ်လို့ဒီလိုမလုံနိုင်ရမှာလဲလို့မြတ်စွာဘုရားကဆုံးမဩဝါဒပေးတာပါတဲ့အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီဝိထုဇာလန်းလေးကိုမှတ်သားထားပြီးတော့အင်တာမတ်သီခဏ်မို့ခက်တဲ့ကိစ္စများတောင်မှပဲ အခုလိုတီးခံပြီးတော့ကိုချင်းတရားမပြတ်အောင်ထိမ့်သိမ်းဆောင်ရှောက်သွားကြတဲ့တကယ်သူတော်ကောင်းတွေဖြစ်ရကူဘုန်းကြီးတို့တွေမှတ်သားနာယူပြီးတဲ့အခါမှာတို့တွေတီးခံအောင်တီးခံနိုင်အောင်ကြိုးစားကြမယ်ကိုချင်းတရားကောင်းမွန်အောင်ကြိုးစားကြရမှာဖြစ်တယ်လို့ကိုစီကိုစီသဘောကြပြီးကိုချင်းတရားကောင်းအောင်တီးခံခြင်းဆိုတဲ့အရေးချင်းတွေနဲ့ပြည့်စုံအောင်ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း ကဲမေတ္တာပို့ရမှာတတဝါများစွာတတဝါများစွာသေယံကွာသေယံကွာသံသာကြပါစေသံသာကြပါစေများစွာတတဝါများစွာသေယံကွာသေယံကွာသံသာကြပါစေသံသာကြပါစေမေတ္တာရေချမ်းမေတ္တာရေချမ်းတွန်းကဖြံတွန်းက ငြိမ်းချမ်းကြပါစေငြိမ်းချမ်းကြပါစေမေတ္တာရည်ချမ်းမေတ္တာရည်ချမ်းသုံးငါချမ်းသုံးငါချမ်းငြိမ်းချမ်းကြပါစေငြိမ်းချမ်းကြပါစေသက်ရှိကြမ်းမာသက်ရှိကြမ်းမာစိတ်ချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေတို့ရဆန္ဒပြေပါစေသက်ရှိကြမ်းမာသက်ရှိကြမ်းမာစိတ်ချမ်းသာစိတ်ချမ်းသာ တို့ရဆန္ဒပြေပါစေတို့ရဆန္ဒပြေပါစေဓမ္မောတရံပြဝိတဝါနဝိသာသဗ္ဗေတမှုဟတံအစရာမရာတိတိဘာဝနိဗ္ဗာန်ယန္တုတာရောဓမ္မောတရံလောဘတောတမောစိတ်တောင်းကင်းပြောင်းကြည်အေးတရားစေကိုပြဝိတဝါဝန္တာရှင်းပြတောက်ကြရနာကြရကုန်သောကြောင့် ဝိဒါသဗေပုစာဉ္ဇဉ်နောက်တိလေသာဆယတ္တဟုသမ ्या တို့သည်တမုဝတ္တပိဉ္စဘက်တွင်ရေမတင်နေကဲ့သို့ကင်းစင်ကင်းစင်လွင်ပြောင်းပင်မရောပဲဖြောင်းကုန်သည်ဝန္တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းတတ်သော တိတိဘဝံကိလေသာဟုဘုခတိန်ကင်းကြီးရာအစိဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာဉ်သူတော်လည်းများတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင်၍မလင်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်တည်း